တကယ်တမ်းဒီဆရာနာရှင်ဟိုဖြိုချဖို့ဆိုတာကျွန်တော်တို့လက်လက်ကန်ဒေါ်လာရင်းဖွဲ့စည်းတွေကဟိုမစုစည်းလို့များဘူးအထူးသဖြင့်နိုင်ငံရေးစုစည်းမှုရှိရမယ်ဒီစစ်ရေးစုစည်းမှုရှိရမယ်အဲ့လိုလုံနိုင်ဖို့အတွက်ကကျွန်တော်တို့အားပြင်းဟိုစိုင်းပြင်းနေတာကြာပြီဟိုလုံငယ်နဲ့နှစ်နှစ်သုံးနှစ်တော်တော်လေးကြိုးစားခဲ့တဲ့အတိုင်းပဲဟိုအထမ်းပါဒါပေမဲ့အခုနောက်ပိုင်းမှာတော်တော်လေးအလောက်ဖြစ်လာတယ်လို့ပြောရမှာအထူးသဖြင့်စစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကသူက2008ပေါ်မှာမူတည်တဲ့အခါကျွန်တော်တို့အဲဒီရွေးကောက်ပွဲကိုလက်မခံဘူးဆိုကျွန်တော်ဘယ်ရွေးကောက်ပွဲကိုသွားမလဲပေါ့နော် ယူကော့ပွဲသွားပြီဆိုရင်အဲယူကော့ပွဲကဘယ်ခွေစည်းပုံအခြေခံဥပဒေနဲ့ဟိုဟိုတီမီနေတယ်လဲပေါ့ကျွန်တော်တို့ပဲကြာတော့အခုကဒီ Federal Democracy ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုမရသေးတိုင်အောင်ကျွန်တော်တို့ online ကလာမှာအသုံးပြုပဲအသုံးပြုကူပြောင်းကလာဒီဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကတော့ရှိကိုရှိရမယ်ကျွန်တော်တို့စူးစမ်းနေအခုက after လို့ခေါ်တာပေါ့နော် Article of our ဟို Federal Transitional Arrangements လာအဲ့ဒီအသုံးပြုကူပြောင်းကလာမှာတကယ်ဟိုစားပေါ့နော်ဟိုဒီဒီ ဒီဟိုဟိုကျွန်တော်တို့ဟိုဒီဖွဲ့စည်းပုံတစ်ခုအနေနဲ့ကျွန်တော်အသုံးပြုမင်းဟာပေါ့ကျွန်တော်အဲ့ဒါကိုကျွန်တော်ရေးဆွဲနေတာမပြီးသေးဘူးပြီးတော့ပြီးခါနီးပြီလို့ပြောရမှာပေါ့အဲ့ဒီအပေါ်မှာပဲကျွန်တော်လုတ်သွားပြီးတော့အဲ့ဒီဖွဲ့စည်းပုံပြီးတဲ့နောက်မှာကျွန်တော်တို့ဒီရွေးကောက်ပွဲလိုက်လာတော့မှာကျွန်တော်ပြောချင်တဲ့ရွေးကောက်ပွဲအဲ့ဒါကိုပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီကတပိုင်းနိုင်ငံရေးရစစ်ရေးရတော့လေကျွန်တော်တို့ကဒီကပို့ပြီးတော့ဟိုနင်းနေဟိုစုစည်းလို့ရတဲ့အနေအထားမျိုးကတော့ဆက်ပြီးတော့လုတ်သွားမယ်ဒါမဲ့စင်ကိုရက်တော်တော်ကြီးရအောင်စင်ကိုကျဲကပါလဲဆိုတော့ တစ်တစ်ချက်ကကျွန်တော်တို့လွန်ခဲ့တဲ့2 30ကမန်နပလော့ခေတ်ကကျွန်တော်တို့တပ်ပေါင်းစုတယ်မန်နပလော့မှာအကောင်လုံးလာစုပြီးတော့ထိုင်လို့ရတယ်အခုကကျွန်တော်တို့ဒီလိုအဲ့ဒီပုံစံမျိုးထိုင်လို့မရတော့ဘူးစစ်တပ်ကနေလေကြောင်းကိုဘာလို့သူအကောင်ကလေကြောင်းတစ်ခုပဲရှိတော့တာဟုတ်မြေပြင်တပ်သူကလုံးလို့မရတဲ့ခါကျတော့အဲ့ဒီလေထားကိုနင်းငံတုံးတဲ့ခါမှာကျွန်တော်တို့အဲ့လိုတပ်ပေါင်းစုခွဲတဲ့ခါမှာဘယ်လိုလုပ်ရမလဲကျွန်တော်တို့ထိုင်ပြီးတော့ဆင်းရဲရမလဲဆိုတာအဲ့ဒါတကက်ခန့်တိုင်နောက်ဟန်တိုင်တစ်ခုကပါလဲဆိုတော့ ဟိုမြောက်ဘက်မှာရှိတဲ့ကျွန်တော်တို့တွန်လိုင်းဖွဲ့စည်းတွေကျွန်တော်တို့တွေ့ဖို့ဆိုတာသူတို့တောင်းလျှောက်ဆန့်ကျင်တာသူတို့အများနဲ့တားဆီးတာဟိုဖွဲ့နဲ့မတွေ့ရဘူးဒီဖွဲ့နဲ့မတွေ့ရဘူးဆိုတာတောင်းလျှောက်လုပ်တယ်အဲ့ဒီအတားဆီးကိုကျွန်တော်ကြော်လွားဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့အချင်းတွေ့လို့တွေ့လို့မလွယ်ဘူးဆိုတော့ဒါမျိုးကနိုင်ငံရေးကိစ္စဆွေးနွေးမယ်ဒီစီရေးကိစ္စဆွေးနွေးမယ်ဆိုတော့လူချင်းတွေ့ဖို့လည်းလိုတယ်ခင်ဗျားအွန်လိုင်းပဲနေအကုန်လျှောက်လို့လို့မရဘူးလုံခြုံရေးကလည်းထက်တွေ့ရတယ်ဆိုတော့အဲ့ဒီအထားမျိုးကျွန်တော်တို့အကုန်လုံးဖောက်ထွက်ရမယ့်ဟာတော့ရှိတယ်ဘာပဲဖြစ်ဖြစ်နော်အင်းကြီးနိုင်ငံကျွန်တော်တို့ဘလော့ပဲဖိအားပေးရကျွန်တော်တို့နီးလန်းရှာပြီးတော့ဖောက်ထွက်သွားအောင်မှာအဲ့ဒါအဓိကကျတယ် 嗯。<music>